ဘရူနိုင်းနိုင်ငံမှာကျင်းပနေတဲ့23ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံကပထမဆုံးအကြိမ်အာဆီယံဥက္ကဋ္ဌရာထူးကိုပြည်ပြောင်းရယူမှာဖြစ်ပါတယ်ဒီသတင်းကိုခွန်ဘတာတင်ဆက်ထားပါတယ်ရှင်ဘရူနိုင်းနိုင်ငံမှာအော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့တွေမှာကျင်းပပြုလုပ်နေတဲ့23ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတမတဦးသိန်းစိန်တက်ရောက်ပြီးလာမယ့်2024အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ယူလွှဲပြောင်းရယူမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ကို လာမယ့်2014ဇန်နဝါရီလမှစတင်ဆောင်ရွက်မှာဖြစ်ပေမဲ့အခုကတည်းကကြိုတင်လက်ခံရယူတာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာအလက်ကျဥက္ကဋ္ဌတောင်ဝင်လွယ်အားပေးတဲ့အခါနာတွေအပြင်အဆီယံကောင်ဆောင်တွေကဒေသအတွင်းစီးပွားရေးနိုင်ငံရေးနဲ့လုံခြုံရေးကိစ္စတွေကိုလည်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာဩစတြေးလျ New Zealand နဲ့အိန္ဒိယနိုင်ငံကခေါင်းဆောင်တွေလည်းတက်ရောက်ကြမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဦးဘာမာလည်းတက်ရောက်ဖို့အစကအစီအစဉ်ခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စုမှအစိုးရအတုံးစရိတ်ဆွေးနွေးဖို့ရှိတာကြောင့်တက်ရောက်နိုင်ခြင်းမရှိဘဲသူ့အစားနိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီကတက်ရောက်နေပါတယ်မြန်မာနိုင်ငံအနေနဲ့1990ခုနှစ်ကအဆင်ဟအဖွဲ့ထဲဝင်ရောက်ခြင်းကတည်းကအလက်ချဥက္ကဋ္ဌအဖြစ်ပထမဆုံးအကြိမ်တာဝန်ယူနိုင်ဖို့ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင်လာမယ့်2015မှာအဆင်ဟအတိုင်းအဝိုင်းအကောင့်ထဲပေါ်ဖို့ လိုအပ်တဲ့တာမချက်တွေကိုဖြည့်ဆည်းပေးရမှာဖြစ်တဲ့အပြင်2015အလုံးအာဆီယံရဲ့မျှော်မှန်းချက်တွေကိုလည်းတာမပြတ်တမ်းပေးရအောင်မှာဖြစ်ပါတယ်။ချမ်းသာကြွယ်ဝပြီးညင်ချမ်းတဲ့အတိုင်းဝိုင်းစီကိုညင်ညွတ်စွာရှောက်လန်းကြဆုပ်ဆိုတဲ့ဆောင်ပုံးနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။အခုလိုပမဆုံအချင်းအင်ရှေဥက္ကဋ္ဌနိုင်ငံအဖြစ်လက်ခံတဲ့မြန်မာနိုင်ငံဟာအလုံးမအရေးကြီးတဲ့အချင်းအခါဖြစ်တယ်လို့စင်ခေါ်မှုတွေလည်းအများကြီးရှိမှာပါ။ ကမ္ဘာနိုင်ငံကောက်ဆောင်တွေလည်းမြန်မာနိုင်ငံကိုလာရောက်ကြမှာဖြစ်ပါတယ်။အဲ့ဒါတွေအတွက်မြန်မာအစိုးရတခုထဲမဟုတ်ပဲပြည်သူတွေအလုံးဟန်ချက်ညီလှုပ်ဆောင်နိုင်ဖို့လိုတယ်လို့အာဆီယံသတင်းစာဆရာ ကာဘီကဆိုပါတယ်။မြန်မာနိုင်ငံအနေနဲ့အင်ရှန်အဖြစ်ကျင်းပမဲ့24ကျင်းမြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတော့လာမယ့်နှစ်နိုဝင်ဘာလမှာကျင်းပမှာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။